မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVP ရုံမြန်တန်ကြားနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါအာရခတက်တော်ရဲ့တမူးချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်ရဲ့58နှစ်မြောက်မွေးနေ့မှာအကျဉ်းသား68ယောက်ကိုလွန်ငိမ့်နဲ့လွတ်ပေးလိုက်တယ်လို့ AN နဲ့နေဆက်သူတွေကပြောပါတယ်လွန်ငိမ့်နဲ့လွတ်ပေးလိုက်တဲ့အထဲမှာစစ်တွေမြောက်ဦးကြောက်တောင်နဲ့မောင်တောင်မြို့နယ်တွေကအကျဉ်းသားတွေပါဝင်ပြီးရခိုင်မွတ်စလင်နဲ့မျိုးခမီးလူမျိုးတွေဖြစ်ကြတယ်လို့သိရပါတယ် လက်ရှိလွတ်ပေးလိုက်တဲ့သူတွေဟာစစ်ကောင်စီအာစာ RSO နဲ့ဆက်ဆက်သူတွေအပါအဝင်လွတ်ပေးလို့ရနိုင်တဲ့ပြည်ထောင်ချာအကျဉ်းသားတွေဖြစ်ပြီးမိသားစုဝင်တွေကိုခေါ်ယူပြီးအနှံခဲ့တာလို့ AA နဲ့နှိဆက်သူကပြောပါတယ်။လွန်ငင်းနဲ့လွတ်ပေးလိုက်တဲ့သူတွေဟာမောင်တော်နဲ့ဗုဒ္ဓတော်မြို့နယ်က82ယောက်၊မြောင်မြို့နယ်က9ယောက်၊ကြောက်တော်မြို့နယ်က6ယောက်နဲ့စစ်တွေမြို့နယ်က1ယောက်ဖြစ်တယ်လို့ဆိုပါတယ်။အရခတက်တော်ဟာရခိုင်တိုက်ပွဲမှာဖမ်းဆီးရမိခဲ့တဲ့စစ်တုံးမှန်မိသားစုဝင်တွေထောင်ထဲချီကိုပြန်လည်လွတ်ပေးခဲ့ကြတာတွေရှိပါတယ်။ က္ခိုင်ပြည်နယ်မှာအေကမြို့နယ်၁၄ခုနဲ့ပလဝမြို့နယ်တို့ကိုထိန်းချုပ်ထားပြီးအောက်ချုပ်ရေးနဲ့တရားစီရင်ရေးကိုဆောင်ရွက်နေတာလည်းဖြစ်ပါတယ်ခင်ဗျာစကိုင်းတိုင်းဘူးတလင်မြို့နယ်အနောက်ဘက်ချမ်းမှာနိုဝင်ဘာလအစပိုင်းကစတင်ပြီး၉ရက်နေ့အထိစစ်ကောင်စီတပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့တွေအကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ဘေးရှောင်နေရတဲ့ပြည်သူ၂၀၀၀ကျော်ရှိတယ်လို့ဒေသခံတွေကလည်းသိရပါဗျာ။ စစ်ကောင်စီတပ်ကဘူးတက်လင်မြို့နောက်ချမ်းက0ရွာမှာတက်ဆွဲနေပြီးရွာပဝင်းကျင်ကိုအင်အား100ကျော်နဲ့စစ်ကြောင်းထုံးနေတဲ့အတွက်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာလို့ဆိုပါရယ်တိုက်ပွဲတွေတွင်ပိတ်မိနေတဲ့ပြည်သူတွေကိုရဲဘော်တွေကကယ်ထုတ်နေပြီးနှစ်ဖက်တေဆုံထိခိုက်တဲ့အခြေအနေကိုတော့မသိရသေးဘူးလို့ဘူးတက်လင် Defense Force ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်စစ်ကောင်စီတပ်တွေဟာပြီးခဲ့တဲ့အောက်တိုဘာလ28ရက်နေ့ကစပြီးဇီရောကျွရမှာအထိုင်ချတပ်ဆွဲကနိုဝင်ဘာလအစမှာအနီးနားကကျွရတွေကိုစစ်ကြောင်းထိုးနေတာလို့ဆိုပါရယ် တိုက်ပွဲကြောင့်အရှိကံရွာ0ရွာတရက်တူရိုးရွာနဲ့ရွှေချောင်းလေရွာတွေကနေစစ်ပေးရှောင်2000ကျော်ရှိနေပြီးစာနယ်ဧကာတွေအဓိကလိုအပ်နေတယ်လို့ဘူတလင်မြို့နယ်လူသားစာနာတာဝန်ခံက DVB ကိုပြောပါရယ်စစ်ကောင်စီတပ်ကပြီးခဲ့တဲ့လတွေအတွင်းဘူတလင်မြို့နယ်တွေကိုမကြာခဏစစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက်စစ်ပေးရှောင်ပြည်သူ2000ကျော်အထိမြင့်တက်နေတယ်လို့သိရပါရယ်ခင်ဗျာ စကိုင်းတိုင်းဒဇယ်မြို့တောင်ဘက်အထက်မှာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနွင်ဘာလ10ရက်နေ့မနက်ပိုင်းကနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်ကတအူးတိုက်ဆုံကလက်နက်တလက်တင်စီရမိခဲ့တယ်လို့ကာကွယ်တပ်တွေကပြောပါတယ်။ဒဇယ်မြို့တောင်ဘက်အထက်ဖုံတော်ကြီးနဲ့ဆက်သုံးစီဆိုင်တွေမှာစစ်တပ်ဘက်ကလုံခြုံရေးကင်းယူထားတာဖြစ်ပြီးအဲ့ဒီကနေထွက်ခွာလာချိန်မှာကာကွယ်တပ်ဖွဲ့တွေရဲ့ကင်းပုံးနဲ့ဆုံပြီးတိုက်ပွဲဖြစ်ကြတာလို့ဆိုပါတယ်။ တိုက်ပွဲတွင်မှာစစ်တပ်ဘက်ကတအူးကြဆုံးသလိုစနိုက်ပါလက်နက်တလက်သိမ်းဆည်းရမိခဲ့တယ်လို့ကာကွယ်အဖွဲ့ဝင်တရားကပြောပါတယ်။ရွာနီးမှာပြစ်ခတ်တန်တွေကြားနေရသလိုတိုက်ပွဲဖြစ်ပွားနေတာကြောင့်ပွင့်လင်းရာတီရောက်ချိန်ဖြစ်နေလို့ကောက်ပဲတိနံတွေရိတ်သိမ်းရမယ့်အချိန်မှာစစ်တပ်ဘက်ကစစ်ကြောင်းထုတ်ပြီးတိုက်ပွဲတွေဆက်ဖြစ်မှာကိုစိုးရိမ်နေတယ်လို့လည်းဒေသခံတောင်သူတွေကပြောဆိုနေကြပါတယ်ခင်ဗျာ။ အင်ဂျင်မြိုင်လေချောင်းရံကာကွယ်တပ်နဲ့ဆယ်တော်ကြီးစခန်းတို့ကိုလက်လွတ်လိုက်ရကြောင်းမရရ PDF တာဝန်ရှိသူကအတည်ပြုပါရယ်မိုးကော့အပါဝင်မန်းတေတာတွင်စီးရဲအချက်တဲကိုပြည်ရင်းပြပတော်လိုင်းအင်အားစုတွေအားလုံးပူပေါင်းကူညီကြဖို့မိုးကော့တပိတ်ခေါင်းဆောင်ကတိုက်တွန်းပါရယ်သုတချမ်းသာသတင်းပေးပို့ထားပါရယ်ခင်ဗျာမန္တလေးတိုင်းမတရားမှုနယ်အရှိမြောက်ချန်ကဆယ်တော်ကြီးရွာတပ်စခန်းနဲ့အင်ဂျင်မြိုင်လေချောင်းကာကွယ်တပ်စခန်းတို့တော်လိုင်းအင်အားစုတွေက နိုဝင်ဘာ6ရက်နေ့မှာပြန်လည်လှုပ်ခဲ့ရတာပါ။မြောက်ပိုင်းမာမိတ်သုံးဘွယ်ပြည်သူညာနှစ်ခုစစ်စင်ရေးလိုင်းတွင်တဲ့အတွင်းမလျာမြို့နယ်အတွင်းကစစ်ကောင်စီတပ်စခန်း35ခုထိသိမ်းပိုက်ခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးရဲ့2024ဇူလိုင်လမှတ်တမ်းမှာဖော်ပြပါရယ်။2025ဇူလိုင်လကစပြီး PDF တွေထိန်းချုပ်ထားတဲ့မြေမြေတွေနဲ့စခန်းတွေကိုစစ်ကောင်စီကစတိုက်ပြန်သိမ်းခဲ့ပြီးလက်ရှိချိန်မှာစခန်းအများစု ပြန်လက်လွတ်ထားတယ်လို့မတရား PDF တောင်းရှိသူကပြောပါတယ်။မတရားမျိုးနဲ့ရှင်းပြချင်းဆဲတော်ကြီးယူရနေအင်ကြီးမြိုင်လေးတက်စခန်းကိုခွေးများကစီးနှင်းပြီးရယူသွားပါပြီ။ကျွန်တော်မတရားမြောက်ချမ်းတငါမြောက်ရွာနဲ့မြေပုကုန်းရွာတမာကုန်းရှစ်ထိပ်ပိုင်းတွေမှာလည်းစစ်ခွေးတွေရောက်ရှိနေပြီလို့သတင်းရရှိထားပါတယ်ဗျ။ဒေသခံတွေကတော့ကျွန်တော်တို့မတရားတနယ်လုံးပြေးရတာပဲ။ပြည်သူတွေကတော့ကျွန်တော်တို့ဆင်ကူးဘက်တွေရောသူတို့နေဆက်နေဆက်ရမြောက်ပိုင်းလည်းပြေးကြတယ်။တချို့ကကျတော့မြစ်ကိုကူးပြီးတော့မန်လေးဘက်တွေတို့တစ်ခါပတ်ပြီးတော့ပြေးကြတဲ့ဟာတွေလည်းရှိပါတယ်။ပြည်သူအများ တော့အကုန်လုံးပြေးနေရတယ်စစ်တပ်ကတော့စစ်ကြောင်းထိုးပြီးတော့ရှေ့မှာမြင်ရမြအကုန်ပြစ်တာပဲဗျရန်သူမိတ်ဆွေခွဲခြားပါမှုစစ်ကောင်စီဟာဇူလိုင်လကစပြီးမန္တလေးမတရားကားလမ်းကိုပြန်ဆူမှုနိုင်ခဲ့ပြီးမန္တလေးမတရားပသိမ်ကြီးနယ်ဆက်ကဖျောင်းတော်တပ်တူတွေအယ်ဖာဗီလက်မြေဆက်ရုံတို့ကိုဇက်တိုက် ပြန်သိမ်းယူခဲ့တာပါရောက်ပိုင်းမှာမိဖွဲ့တွေကိုအပြစ်ရဖို့တရုတ်ဆိုရကဖိအားပေးနေတဲ့အခြေအနေကိုခွင့်ကောင်းယူပြီးရှမန်းနယ်ဇက်ဒေသကာကွယ်ရေးအဖွဲ့တွေကိုစစ်ကောင်စီကဖိအားပေးတိုက်ခိုက်ပြီး ဆုံးရှုံးထားတဲ့စခန်းနဲ့နေမြေတွေကိုပြန်ထိန်းချုပ်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။တော်လိုင်းအရာစုတွေအတွက်ရေးပါတဲ့မုတ်ကုံမြို့ကနေထွက်ခွာဖို့တန်းတက်မလို့ DNL ကအောက်တိုဘာ29ရက်နေ့မှာကြီးညာပြီးနောက်မန္တလေးဒေသတွင် PDF တွေဟာ CPR တွေအောက်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။မဟုတ်ဘူးမျိုးကအခုဒီစစ်ကောင်စီဒီကနေပေါ့နော်။သူတို့ဒီတော်လန်ရေးတပ်စုတွေတင်ထားတဲ့အမျိုးတွေမှာအမျိုးပါ။အမထူးခြားတာကသူတို့မဟုတ်ဘူးကလာရှိုးလို့လည်းလည်းကူကူတော့အဖြစ်ကူကူဒီစားနော်။တစ်ဖက်မှာလည်းဒီဘက်ကလည်းတရားဝင်သူတို့ထုတ်ပြန်ထားတာတွေ့ရတယ်ပေါ့။နောက်ပြည်သူလူထုကလည်းသူတမယဆိုတာစာလုံးတီးပြီးတော့မြို့ခံရဲ့သဘောထားကိုပေါ့နော်။တရားကြောက်မှုလက်မခံဘူးဆိုတာမျိုးကိုလည်းဌာနပေါ်ထုတ်ထားတာရှိတဲ့အခါကျတော့မဟုတ်ဘူးမျိုးရဲ့နိုင်ငံရေးအပြောင်းအလဲပေါ့နော်။ PNL ဆုတ်သွားတဲ့ပုံမှာအပြောင်းအလဲကကျွန်တော် တို့ဒီမျိုးတော်လိုက်ရေးတစ်ခုလုံးအတွက်အများကြီးရိုက်ခတ်နိုင်တယ်ပေါ့ဒီလိုအချင်းချင်းတွေမှာလာရောက်ပူးပေါင်းဆောင်ရွက်ပေးဖို့နောက်တစ်ခုကအချင်းချင်းမဟာမိတ်ဆက်ဆံရေးအားကောင်းတဲ့ပုံစံဖြစ်ဖို့ဒီလိုမျိုးတည်ဆောက်ဖို့လိုတယ်ပေါ့ ဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကတော့နိုင်ငံရေးအရကောနောက်စီးရေးအရကောပေါ့နော်။ဟာသူတို့ရဲ့ဥပပေါင်းပါဝင်မှုအရကောဒီတုံးမှုစလုံးပေါင်းမှကျွန်တော်တော်လည်းရထုတ်ထည့်ရောက်မယ်လို့ယူဆတယ်။အဲ့အတွက်ကျွန်တော်တို့ပြည်ပင်းနေတယ်မဟုတ်ဘူးနော်။ဒီတော့မှရှိတဲ့နိုင်ငံသားရောက်ရသူတွေနေတယ်လူစုမျိုးနဲ့ပတ်သက်တဲ့ဟာတွေမှန်တယ်မဟုတ်ဘူး။အားကောင်းအောင်ဥပပေါင်းဆောင်ရွက်ပေးကြပါလို့ကျွန်တော်အနေနဲ့လည်းမျိုးစုံချက်မိုးကမြို့နယ်နေမြင်းချင်းဆက်ဆက်နေတဲ့မတရားဆင့်ကူတပိတ်ကျင်းတွေမှာတနေ့ထက်တနေ့စစ်ရေးပြင်းထန်လာတဲ့အတွက် ဒေသရင်းပြည်သူတွေအနေနဲ့တိုက်ပွဲတွင်ကြုံတွေ့ရနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်မှုလုပ်ထားဖို့ဘေးရန်ရကင်းရှင်ရေးအတွက်လိုအပ်တဲ့အစီအမံတွေလှုပ်ဆောင်ထားကြဖို့မြစ်တာရက်ခံကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကနိုဝင်ဘာ10ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပါတယ်စစ်ကောင်စီကမတရားဆင်ကူတပိတ်ကျန်တဲ့တွေအပါအဝင်မန္တလေးတိုင်း28မြို့နယ်စလုံးကိုရွေးကောက်ပွဲမဲဆန္ဒနယ်တွေဖြစ်သတ်မှတ်ထားပြီးမဖြစ်မနေရွေးကောက်ပွဲပြုလုပ်ဖို့အားထုတ်နေတာပါ။ ဒီချိန်ဒီမှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကစစ်ကောင်စီရဲ့ထိုးစစ်တွေကိုကိုစွမ်းညံစွမ်းရှိသည့်ခုခံကာကွယ်တောင်းမယ်လို့ကြေညာချက်မှာဖော်ပြပါတယ်။ကျွန်တော်သုတချမ်းသာပါ။ DVB ရောမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျွန်တော်ကတော့ဇွဲသစ်ပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။